င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်မောတော်မျိုးသိန်းခေယမုန်နေစေရှုံနေမှုကြောင့်ကံယူရန်တိုင်းမှုဖိုးချုပ်ကြောကြောဟန်ပြင်းပြင်းထန်ထန်သတိပေးခံရတနင်္သာရီတိုင်းတနင်္သာရီမျိုးနဲ့မောတော်မှာတော်လိုင်းရက်တွေသိမ့်ပိုက်ခေယမုန်နေစေရရှုံများစွာကြုံနေမှုကြောင့်ကံယူရန်တိုင်းမှုဖိုးချုပ်ကြောကြောဟန်ကိုနေပြည်တော်စင်ုံကပြင်းပြင်းထန်ထန်တည်ယဝင်သတိပေးမှုလောဆောင်ခဲ့ကြောင်းနေပြည်တော်စစ်တပ်သတင်းမြင့်နဲ့စီဒီအမ်ဗိုလ်ချင်းစင်ုံကပြောတယ်နိုဝင်ဘာ14ရက်နေ့မှာ KNL ဦးဆောင်တဲ့ တော်လိုင်းတက်တွေကတနင်္သာရီတိုင်းတနင်္သာရီမြို့နဲ့ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မောတောင်မြို့ကိုထိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီးတော့စစ်တုံးမဲ43ဦးနဲ့လက်နက်ကင်အများအပြားကိုတော်လိုင်းတက်တွေကသိမ်းဆီရရှိခဲ့ပါတယ်။မောတောင်မြို့သိမ်းပိုက်ခဲ့ပြီးနောက်စစ်ရဲတွေဒေသတာဝန်ရှိတဲ့ကာယုံတန်းတိုင်းမှုဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုနေပြည်တော်စစ်ရုံးကထုတ်ကြေလာတင်ပြခိုင်းပြီးနေပြည်တော်စစ်ရုံးကတိုင်းမှုဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုတရားဝင်တတိပေးလာကြောင်းသိရတယ်။ သူကကဆထလေးညွန့်ဝင်ဆွေလောင်းတဲ့ဇလန်းပြတ်သွားနေတာမျိုးရှိမယ်။သူကမောတောင်ကိုပြန်ယူပေးရမယ့်နေတာရှိမယ်။မောတောင်ရဲ့ဒီခီတို့မင်းသမီးစကန်တို့အဲ့လိုနေဆက်စကန်တွေကိုစီးနီးရပြန်ယူပေးရမယ်။တနင်္သာရီကန်ယူတိုင်းတိုင်းဒေတာစစ်ဌာနချုပ်နေမြေထဲမှာသူတို့ရဲ့တရားမဝင်ရွေးကောက်ပွဲသုံးခုစလုံးကိုလုံချော်ရေးအမခံပြီးလောက်ပေးရမယ်ဆိုတဲ့အနေထားမျိုးနဲ့အမြိတ်ကိုရောက်လာတယ်။ပေါ်ကြောက်ကနေရာတို့စက်တက်ဖို့ကတော့မင်းအောင်လိုက်ပေါ်မှာပဲမူတည်ရဲ့စင်ရှုံချင်းရှုံပေမဲ့ပြန်ပြီးတော့တိုက်နိုင်ခဲ့တဲ့ တက်မ၈၈တိုးစာက၂၁တိုးတော့မှတဆင့်မြင်ရတို့ရရတရားဆိုတော့သူကနေဆက်စကန်တွေကိုပြန်ယူပေးမယ်ဆိုရင်တော့ရတို့တည်မြဲမဲ့နေတာရှိပါတယ်ကန်ယူရန်တိုင်မှုဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုနေပြီးတော့ကခေါ်ယူတတိပေးရဲ့အကြောင်းရင်းတွေမှာဩဂုတ်လ25ရက်နေ့တနင်္သာရီတိုင်းပုံပြမျိုးချင်းဆိုင်အမှတ်ဆက်တော်စစ်တေကိုကံမှုဌာနချုပ်ကဒုတိယကစကခမှုဘုံမှုကြည့်မျိုးတန်ကဲ့နယ်လျက်တိုက်ခိုက်မှုကြောင့်ဒေဆောင်ကံမှုတော့ပြင်မေလာကိုရဲ့နေကလည်းတိုင်းမြမနယ်ဆက်ရှိ ठी ကိပြွာကိုစစ်တပ်ကလက်လွတ်ခဲ့ရပြီးကဲ့နယ်လေကတင်ပိုက်ခဲ့ရမှုတွေပေါင်းကြောင်းသိရတယ် နေပြည်တော်စစ်တပ်တရင်မြေကကန်ယူရန်တိုင်းမှုပေါ်ကြောကြွကြဟမှာစစ်ကောင်းဆောင်မြန်လိုင်းကိုတိစာခံခဲ့သူဖြစ်တဲ့အပြင်ရခိုင်တိုင်းဒါလည်းဖြစ်ခြင်းကြောင့်စစ်ကောင်းဆောင်သဘောကျသူဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးတာဝရီမြို့နယ်မှာအခမ35တန်ရဲ့အထိုင်ကိတ်ကဲကိုတော်လိုင်းပူပေါင်းတပ်ကတိုက်ခိုက်မိရွှေရှင်လင်းမှုစစ်သား9ဦးတေဆုံးပြီးလက်နက်နှစ်လက်နဲ့ကင်မရာတင်စီရရှင်။ ဘန်ကုတိုင်းတာဝန်မျိုးနယ်မှာခမ35တရံထိုင်ကိစ္စကံကိုတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်မိရှုပ်ရှင်းနေမှု35ဦးသေဆုံးပြီးလက်နက်နဲ့လက်နက်ခဲနဲ့တင်းစရာရှိခဲ့ကြောင်းတာဝရီခိုင်တဲ့383ညနေတက်ခွဲနေမှာပုံတိန်တိုက်ကပြောတယ်။နိုဝင်ဘာ30ရက်နေ့မနက်7:30မိနစ်ချိန်ဘန်ကုတိုင်းတာဝန်မျိုးနယ်လက်ယူကုန်းလမ်းမတော်တရက်ကုန်းပြည်တော်သားကြောက်တင်ကြရတွေကိုသွာလာရလမ်းဆောင်ရှိခမ35တရံကလမ်းရောက်ထိုင်ချထားတဲ့စစ်တပ်ကိစ္စကံကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရှင်းတော်တိုက်ခိုက်မှုတွေထိတဲ့တိုက်ပွဲမှာတနအိကဖြစ်ပွားပြီးစစ်တပ်ကငောက်သေးဆုံးကြောင့်လက်နက်နဲ့ခဲများတင်ဆင်ရရှိခဲ့ပြီးနောက်ရှင်းကိတ်စကန်ကိုမိရှုရှင်းနေခဲ့ပါတယ်။အဆိုပါစစ်တပ်ကိတ်စကန်ရှင်းနေနိုင်ခဲ့စစ်စင်မှာစစ်တပ်ထံကကပိုင်တလက် MA1 တလက်9.56တိ150တောင်းတဲ့မိုဘိုင်းဖုန်းနှလုံးကိုတင်စီရရှိခဲ့ပါတယ်စစ်တက်ကိတ်စကန်တင်စစ်စင်ကိုတာဝရီခိုင်တဲ့383ညနေတက်ခွဲနဲ့တာဝရီခိုင်ဘက်ကဖရွှေရံမြေလက်ပံမြို့နယ်ဘက်ကဖအထုတိုက်ခိုက်တဲ့ဖွဲ့တို့ကတပေါင်းစုညီကိုပြူပေါက်တိုက်ခိုက်ခဲ့ပါတယ် ဆလတ်ပြီးကျွန်းစုမြို့နယ်မှာ PDF ရောင်ဆောင်မီငွေကြေးတောင်းခံတဲ့စံဖို့ပါတီမှပြူစားတီကောင်းဆောင်ဒင်ဆိုးရဲ့အညီတဝန်းခွဲဖြစ်သူကျော်ဝင်းကိုအရှင်ဖမ်းမိတော့လဲခုခံထွက်ပြေးပြစ်ခတ်ဖမ်းဆီးခြင်းဒေဆောင်တနင်္သာရီတိုင်းကျွန်းစုမြို့နယ်မှာ PDF ရောင်ဆောင်မီငွေကြေးတောင်းခံတဲ့စံဖို့ပါတီမှပြူစားတီကောင်းဆောင်ဒင်ဆိုးရဲ့ညီဝန်းခွဲဖြစ်သူကျော်ဝင်းကိုအရှင်ဖမ်းမိတော့လဲခုခံထွက်ပြေးပြစ်ခတ်ဖမ်းဆီးခြင်းဒေဆောင်ခဲ့ကြောင်းကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးပကဖမ်းမတောင်းရှိသူကပြောပါတယ် နိုဝင်ဘာလပိုင်းတုန်းကကျွန်းစုမြို့နယ်ကပင်ကျောက်အုပ်စုမိုင်းတွေ့ကြရမှာနေထိုင်တဲ့ပြည်သူတော်ကို PDF အယောင်ဆောင်ကျော်ဝင်းစုတို့ကငွေကျ28သိန်းချင်းကျောက်တောင်းခံခဲ့ကြအောင်ထို့သို့တောင်းခံမှုကိုကျွန်းစုမြို့နယ်ပကဖကလိုက်လံစုံစမ်းစဉ်ကျော်ဝင်းခေါ်ထောင်မှုစုတို့ကိုရှင်ဖန်ဆင်းနိုင်ခဲ့ပါတယ်။ထို့သို့ဖန်ဆင်းရမြက်တရခံကျော်ဝင်းခေါ်ထောင်မှုရဲ့ထွက်ဆိုချက်တရလွန်ခဲ့တဲ့နှစ်နှစ်ခန့်လောက်ကပင် PDF ပကဖအယောင်ဆောင်ပြီး၎င်းပါဝင်စုစုပေါင်း9ဦးကတယ်လီဖုန်းနဲ့ပန်းစင်ကျောက်ချွေးမှုဝင်လက်ထံကနေငွေကျ25သိန်း မိုင်းတွေ့ကြရမှာငွေကျန်း28သိန်းနဲ့တခြားသောကြေးအသီးသီးရှိအောက်ချုံရင်မှုတွေထံမှလည်းချင်းချောင်ငွေတောင်းရည်ခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့ပါတယ်။ ထို့ပြင်ဗရဏက်ကျရအောင်ဆိုတဲ့ဖြူကျုံမှလည်းချင်းချောင်းငွေတောင်းကံမီကျရသားတွေကကြောက်လန့်ဝေပေးနိုင်ငွေချက်သိန်း40ကျော်ပေးဆောင်ခဲ့ရာကြောင်းတခြားသောကျရအများစုမှချင်းချောင်းတောင်းကံရှင်တွေလှူဆောင်ခဲ့ကြောင်းသိရတယ်။ရှင်တို့ဖန်စီထားတဲ့တရက်ခက်ကျောင်းဝင်းကော်ထားမှုကိုကျွန်းစုမြို့နယ်ပတ်ကဖားကဖန်စီစစ်စစ်နေစဉ်နိုဝင်ဘာလ30ရက်နေ့မနက်အစောပိုင်းတနားရီ20မိနစ်ခန့်မှာကျောင်းဝင်းက၎င်းအဖြစ်ခတ်ထားတဲ့လက်ထက်ကိုချွတ်ပြီးတော့ထွက်ပြေးသွားစဉ်ဒေါ်လင်းတပ်ဖွဲ့တွေကလိုက်လံရှာဖွေရာဒီဇင်ဘာ1ရက်နေ့မော်လ12:30မိနစ်မှာပြန်လည်တွေ့ရှိခဲ့တော့လဲခုခံထွက်ပြေးလှူဆောင်ခဲ့ခြင်းကြောင့်ပြစ်ခတ်ဖန်စီတွေတိုက်ဆုံခဲ့ပါတယ်။ ပြည်ထောင်စုကြောင်ဝင်းကော်ထောင်မှုဆိုသူကပန်းစင်ရွာသားဖြစ်ပြီးပန်းစင်ကျားစံဖို့ပါတီကပြုစောဒီကောက်ကြတောက်ဖြစ်သူတင်ဆိုးဆိုတဲ့အညီတဝန်းကွက်တော်ဆက်သူလည်းဖြစ်ပါတယ်ကျောင်းဝင်းနဲ့တူပြီးတဲ့ရောင်ဆောင်ပြီးတော့ချင်းဆောင်ွေတောင်းခံသူလေးဝဲအမည်နဲ့နေရာလိမ့်စာတွေကိုကျွန်းဆွံ့မြွနဲ့ပြည်သူ့ကာကွယ်ဘက်ကစစ်ဆေးချက်တရားသိရှိထားပြီးအရေးယူမှုတွေဆက်လက်လှုံ့ဆော်သွားမည်ဖြစ်ပါတယ်။ ဆလဘီဇဂိုင်းမကွေးနေပြည်တော်နဲ့ရန်ကုန်တိုင်းတို့မှာလေးလအတွင်းစစ်တပ်တပ်ဖြတ်မှုအပအဝင်လက်နက်ကိုင်းတွေကြောင့်ပြည်သူ184ဦးသေဆုံးကနေ2000ကျော်မိရှုဖြစ်စည်းခံရဇဂိုင်းနိုင်မကွေးတိုင်းနေပြည်တော်ကောင်စီနဲ့မြင်းနဲ့ရန်ကုန်တိုင်းတို့မှာလက်နက်ကိုင်းဆောင်ထားတဲ့အဖွဲ့အစည်းတွေက ကျွလွန်နယ်ဆရာဇင်မှုလို့ခွင့်ချိုးဖောင်းမှုရာဇင်မှုတွေကိုစောင့်ကြည့်ခရာလေးလာတွေပြည်သူ284ဦးကနေ2283လုံးမိရှုဖြစ်စီခံခဲ့ရကြောင်းပြင်စမမန်နိုင်မှတောင်ရှိသူကပြောပါတယ်2025ဇူလိုင်လတရနေ့ကနေအောက်တိုဘာ31ရက်နေ့ထိ PNCSG အဖွဲ့ကစစ်တမ်းကရုတ်ကြင်ဖြစ်ပြီးဆရာဇင်မှုလို့ခွင့်ချိုးဖောင်းမှုနဲ့ရာဇင်မှုစုစုပေါင်း396ခုမှတ်တမ်းတင်နိုင်ခဲ့ပြီးဖြစ်စဉ်နေနဲ့353ချိန်မှရတပ်ပြည်သူတွေကိုဥတီတဲ့ပြမှတ်ဖြစ်စဉ်တွေဖြစ်ကစီးရပြမှတ်မှာ44ချိန်သာပါဝင်ကြောင်း PNCSG ဘက်ကထုတ်ပြန်တယ်ကြပ်ပစစ်တဲ့အနာသိမ့်ပြီးတဲ့နောက်ပိုင်းချိန်ကြာလာနဲ့မြရခင်စစ်တန်းနေနိုင်ရှင်ဘာကဆေးရပြတ်မှတ်တွေတဲ့အရဲသားတွေကိုဥတီတိုက်ခိုက်တဲ့ဖြစ်စဉ်နဲ့ပုံမှုဖြစ်ပေါ်လာကြတွေ့ရှိရကြောင်း၄လတာကာလအတွင်းမှာပြစ်ခတ်တိုက်ခိုက်မှုစုစုပေါင်း၁၉ချိန်နဲ့စကိုင်းတိုင်းမှာ68ချိန်ထိအများဆုံးဖြစ်ပွားခဲ့ကြောင်းပြစ်ခတ်တိုက်ခိုက်မှုတွေမှာလက်နက်ငယ်တုံးတိုက်ခိုက်မှု၄၃ချိန်လက်ကြောင်းတိုက်ခိုက်မှု၂၂ချိန်နဲ့တာဝဲပြစ်လက်နက်တုံးတိုက်ခိုက်မှု၂၁ချိန်တို့အများဆုံးပါဝင်ခဲ့ပါတယ်။ လေလာတာကလောက်တွင်နေအဆောင်စုစုပေါင်း2363လုံးထိခိုက်ပျက်စီးခဲ့2293လုံးကမိရှုပ်ပျက်စီးမှုကြောင့်ပျက်စီးဆုံးရှုံးခဲ့ရပြီးရှင်းတို့ကစကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာဖြစ်ပွားခဲ့ကြသောစစ်တမ်းကာလတွင်ရဲသားပြည်သူ284ဦးသေဆုံးပြီး954ဦးဖမ်းဆီးခံရကစပန်းဆီးခံသူစုစုပေါင်း42ရာခိုင်နှုန်းဖြစ်တဲ့398ဦးကတန်ဖက်စစ်တဲ့ပေါ်တာဆွဲဖမ်းဆီးခြင်းခံခဲ့ရပါတယ်အကြဖက်လို့ရတဲ့ကိုကြဖက်စစ်တပ်ကများသောကျူးလွန်ခဲ့ခြင်းဖြစ်ပြီးတခြားအမည်မသိလက်နက်ကိုင်ဖွဲ့စည်းရဲ့ကျူးလွန်မှု46ကြိမ်နဲ့ရတပ်ပြမှတ်ကိုဦးတည်တဲ့ ဖြစ်စဉ်တွေအများအပြားတွေ့ရပြီးဆိုပါကျွလွန်မွေမှာလုံးကြံတက်ဖြစ်မှုဓမြအတိုင်းမှုလူရဲမှုချိန်ချငွေညှိမှုဖြစ်ကစကိုင်းတိုင်းတွင်မှအများဆုံးဖြစ်ပွားနေကြောင်းစာတမ်းငယ်မှာပါရှိတယ်။စီကမိုင်းဆိုင်ရာစက်မှတ်နိုင်မှုမှာပို့ပြီးလှုပ်ဆောင်လာဖို့လိုအပ်တာရှိရလို့လဲ PMCSG ဖွဲ့ကတောင်းရှိသူကပြောပါတယ်။ဆလဘီဆောင်းလင်းကြီးမျိုးနဲ့ရေခါရွာနီတိုက်ပွဲဖြစ်ပြီးစစ်သားတုံးသေးဆုံးစစ်တပ်ကအမျိုးသမီးတအုပ်ပောင်းပြီးသူစနေကိုဖမ်းဆီးစကိုင်းနိုင်စလင်းချင်းမြို့နယ်ရေခါရွာနေတိုက်ပွဲဖြစ်ပွားစဉ်စစ်သားတအုပ်တေဆောကစစ်တပ်ကအမျိုးသမီးတအုပ်အပါဝင်ပြည်သူဆက်နယ်ကိုဖမ်းဆီးသွားကြောင်းသိရတယ်။ ။နိုဝင်ဘာ30ရက်နေ့ညပိုင်းမှာဆောင်းလင်းချင်းမြို့နယ်ရေခါရွာနေကျန်းဖတ်စစ်တပ်နဲ့တွန်လိုင်းတပ်ဖွဲ့တိုက်ပွဲဖြစ်ပြီးအကြမ်းဖက်စစ်သားတအုပ်တင်ဆောက်ခဲ့ကြတဲ့တိုက်ပွဲတွင်တင်ဆောက်သားစစ်သားလောက်တလောက်ကိုလည်းတွန်လိုင်းတပ်ဖွဲ့ကမိသချိုပေးခဲ့ကြသည်ရယ်။ ထို့ပြင်နိုဝင်ဘာ28ရက်နေ့မနက်စောပိုင်း9:00နာရီခန့်ကလည်းစာလင်ချင်းမြို့နယ်ချင်းတက်မြေနောက်ဖက်ချဲဝမ်ပေါင်ကမ္ပဏီကစာလင်ချင်းမြို့ပေါ်ကိုထွက်လာတဲ့အင်ရ330ဝင်းကျင်ပါကျန်းဖက်စစ်တပ်စစ်ကြောင်းကရေခါရွာဝင်းမှာဖြစ်သူဆဲကိုဖမ်းဆီးခဲ့ပါတယ်။လက်ရှိချိန်မှာကြက်ဖက်စစ်တပ်ဖက်စီတပ်ပြည်သူဆန္ဒကိုမြစ်တီနေရာမှာထားရှိအောင်မသိရှိသေးကြောင်းထို့ကြက်ဖက်စစ်တပ်စစ်ကြောင်းကြောင့်မကြီးတန်းရွာထန်းပူရွာထန်းလဲရွာစားထုံရွာပိုင်းတောင်ကြီးရွာကြောက်မော်ရွာဒူးထောက်ရွာရေခါရွာပါဝင်ကြေးရဆီယာမှာပြည်သူတွေထွက်ပြေးတိမ်းရှောက်ကြပါတယ်။ နိုဝင်ဘာ29ရက်နေ့ကဝမ်မောင်ကုမ္ပဏီကနေစာလင်းချင်းမျိုးဘက်ကိုသွားမဲ့စစ်ကြောင်းလို့သိရတဲ့စစ်ခွေရန်ကအခမ်းအနားကျင်းသွားဝင်ကြလို့ရှိပါတယ်။ရေခါရဝင်မှာတွေ့လို့ဖန်သွားတဲ့ခုတည်းကပြန်မလို့သေးဘူး။ဝမ်မောင်ကနေထွက်လာတဲ့စစ်ခွေစစ်ကြောင်းကြောင့်ကြီးရဆရာကပြည်သူတွေတန်းဆောင်နေရတယ်။မကြီးတန်းရထန်းပူရထန်းလေရစားထုံရဖိုက်တောင်ကြီးရကြောင်းမွန်ရဒုထရရေခါရပောင်းဝင်အနီနာရကြီးရဆရာကဝင်ကျင်နေဆုံးရှိပါတယ်။အခုစစ်ကြောင်းကစာလင်းကြီးမြို့ပေါ်ရောက်သွားပြီးညရောနေရောကင်းပတ်တာတွေမြို့တက်ကလူတွေဖန်တာတွေကိုစစ်စေးရရောရှယ်လို့ဒေတာပြည်သူတောက်ကပြောဆိုထားပါတယ်။ ။နားဆင်အားပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။